မြင်းကျန်တောင်သာလမ်းမိုင်းကိုထိန်းချုပ်ဖို့စစ်ကောင်စီတပ်မ99က9ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ PDF တွေကလမ်းမိုင်းကိုဆက်ထိန်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်ဒီသတင်းကိုသုတချန်သာပေးပို့ထားပါတယ်ရှင် မန္တလေးတိုင်းမြင်းကြံမြို့ဝယ်မှာရှိတဲ့နမ်းမြင့်တောင်နေမြင်းကြံတောင်သာလမ်းမကိုထိန်းချုပ်ဖို့မြင်းကြံမြို့မှာတက်ဆွဲထားတဲ့တပ်မ99ကမတ်လ24ရက်နေ့ကနေ28ရက်နေ့အထိ9ရက်ကြာထိုးစစ်ဆင်တက်ခတ်ခဲ့တာပါ။လမ်းတစ်လျှောက်မှာရှိနေတဲ့ PDF တွေကပူပေါင်းခုခံခဲ့တာကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများခဲ့ပြီးလမ်းမကိုဆက်ထိန်းထားနိုင်ခဲ့တယ်လို့မြင်းကြံခရိုင်တပ်ရင်းခွန်တာဝန်ရှိသူကပြောပါတယ်။ လက်ရှိအချိန်ကြီးနေမြကြီးနေမှုမရှိသေးတာကြောင့်အချိန်ခွာပြီးမှသတင်းထုတ်တာလို့သူကရှင်းလင်းပါတယ်။မြင်းညံတောင်သာလမ်းပိုင်းမှာကျွန်တော်တို့နမ်းမြတောင်နဲ့နှီးတာပေါ့နော်။အဲ့ဒီလမ်းပိုင်းကိုတို့ကစိုးမှုကိုအဓိကစူးစမ်းကြတာပေါ့။ဒီလမ်းကြီးကိုမပေးဖို့အရေးပေါ့နော်။ကျောက်ဆောင်၅ရက်စတိုက်မရမလားပဲနဲ့ကာခဲ့တယ်ပေါ့နော်။၅ရက်တာတိုက်ပွဲတော့မှာတော့မျက်မြင်ရောခံမှန်းရောခွေ30ကျော်ကိုကျွန်တော်တို့ရှင်းထုတ်လိုက်နိုင်တယ်။ဒီတိုက်ပွဲကပြူမပါဘူးခင်ဗျာ။ပြည်သူစစ်မပါဘူး။တက်မှတ်99က viewer မှုပေါ့နော်။မြင်းညံမှာရှိတဲ့ viewer မှုကိုယ်တိုင်ဦးစီးပြီးတော့ကိုယ်ကဲပြီးတိုက်တဲ့ပွဲလို့ပြောလို့ရတယ်။အဲစစ်ဦးတော့ကြတော့ကျွန်တော် ော်တို့ဘက်ကတော့အသာစီးနဲ့ပြစ်ခတ်နိုင်ခဲ့တယ်။စနိုက်ပါလက်ကတနေတဲ့တင်ကို၄ကောင်ရတဲ့အနေနဲ့ရှိတယ်။ 9ရက်ကြာတိုက်ပွဲမှာနေမီကန်ပကဖပူဆောင်ရဲ့တပ်ဖွဲ့မြင်းညက်ခိုင်တပ်ရင်း7239နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေအားလုံးပူးပေါင်းခုခံခဲ့ရတာဖြစ်ပြီးမြင်းညက်မျိုးကို PDF တွေထိုးစစ်မစင်ခင်မှာစစ်ကောင်စီကစစ်ရေးရလက်အမှုယူပြီးမြင်းညက်တောင်သာလမ်းမကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါမတ်လ28ရက်နေ့အင်အားဖြင့်ငလင်လောက်ခတ်ပြီးနောက်မှာစစ်ကောင်စီဟာမြေပြင်စစ်ရေးပေါ်ဆောင်မှုအားနည်းချက်တွေရှိခဲ့တဲ့အတွက်အခြေအနေကိုထိန်းနိုင်မှုကြိုးစားနေတာလည်းဖြစ်ပါတယ် အခုဟာကတော့ဗျာစစ်တပ်အနေနဲ့ကအကန့်တက်တီတော့အများကြီးအကြီးဖြစ်သွားတာပေါ့ဗျာအရာကြီးမြစ်ကိုကူးကိုခက်ခဲသွားတာမျိုးတွေရှိတယ်ပေါ့ဗျာဟိုစကိုင်းနဲ့မန္တလေးနဲ့အဲ့ဆိုရင်ဟိုတော်တော်ကိုခက်ခက်ခဲခဲပေါ့နော်အရင်ကတရားဘောကနေတော်လို့ရတဲ့အချိန်ကြီးကနေခုကဟိုတရားအစ်စ်ကလည်းစိတ်ချရသေးဘူးဆိုတဲ့အမျိုးတွေအကန့်တက်တီများတယ်လမ်းမကြီးတွေကလည်းရေကျွန်သွားလို့ပြက်စီးသွားတာမျိုးတွေရှိတယ်ပေါ့ဗျာ infrastructure တွေပြက်သွားတယ်ပေါ့ဗျာစစ်တိုက်ဖို့လိုပါရညာလို့ဆိုတာတော့အကန့်တက်တီရှိမှာပေါ့ဗျာဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာဟိုကျွန်တော်တို့ကဒီအချိန်မှာစစ်တပ်အနေနဲ့ကဒီစစ်တိုက် ်ဖို့ဆိုတော့စဉ်းစားချက်မျိုးစဉ်းစားနေတာကတို့ရဲ့လားမဆန်မှုကိုပေါ်ပြတာဖြစ်တယ်ပေါ့ မက်စလန်ဆက်ရှိအင်အားပြင်းငလင်လောက်ခတ်မှုပြီးမှမြို့သားညီညွတ်ရေးအစိုးရ NUG ကနှစ်ပတ်ကြာပြည့်ရက်ဆယ်ထားဖို့ကြေညာချက်ထုတ်ခဲ့တယ်လို့စစ်ကောင်စီကလည်းဧပြီ2ရက်နေ့မှာအလားတူကြေညာချက်ထုတ်ခဲ့တာပါလက်တွဲမှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေဇက်တိုက်ပြုလုပ်ခဲ့ပါတယ်မက်စလန်28ရက်နေ့ကနေဧပြီ10ရက်နေ့အထိ14ရက်အတွင်းနိုင်ငံတော်မှလေကြောင်းတိုက်ခိုက်မှု152ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူ့နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်113ယောက်ဒေဆုံးခဲ့ပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ